မင်္ဂလာပါရှင်ဆရာမောင်တော်သူရဲ့ bless ဘောမာတညာပိုင်းစကွန်ကိုဖတ်ပြပါမယ်ရှင်အခုလိုအချိန်ခါမှာမာစီဟာ သူရောက်ရမယ့်နေရာတနည်းအားပဲဘာကြောင့်လဲဒီနေရာဟာပြင်သစ်နိုင်ငံလေးရောက်နေတဲ့စပေးဒုက္ခတဲ့အားလုံးရဲ့နောက်ဆုံးခိုးလို့ရစခန်းတစ်ခုဖြစ်နေတယ်မဟုတ်လားမောင်တော်မာစီကထမဖြစ်တော်မယ်လို့ကျွန်တော်ကပြောရင်အဲလီတို့ဘယ်သွားကြမလဲစပိန်ကိုသွားကြတာပေါ့ အဲ့ဒီမှာပို့ပြီးအနေရမများဘူးလားဟုတ်တော့ဟုတ်တယ်သူပြောတာစစသိတဲ့ချက်ပဲကျွန်တော်ကြားနေရတဲ့ကောလာဟာလာတည်နေဆိုရင်စပိန်ဘာဂက်စတာပိုရီချေချပြီးနေရတယ်စပိန်ဒုက္ခတွေကိုစပိန်ပလေးတွေကဖမ်းပြီးဂက်စတာပိုရီလက် အရာနေတယ်အမေတော့ဒီလိုခေပြက်ကာလမှာ ကောလာဟာလာတည်တွေကမျိုးစုံပဲ။ကြာရသမျှကိုယုံကြည်လို့ကလည်းမဖြစ်နိုင်ဘူး။ကျွန်တော်အနေနဲ့နောက်တစ်ခုစူးစမ်းရအောင်လို့ဖြစ်နေတယ်။ တကယ်လို့ခင်ဗျားမှာပေါ်တူဂီနိုင်ငံဝင်ခွင့်ဗီဇာရှိရင်စပိန်နိုင်ငံဖြတ်တန်းခွင့်ဗီဇာရနိုင်တယ်။ဒါကြောင့်မှာကျွန်တော်တို့ကန်ထားတယ်လို့ပြောရမလားမသိဘူး။အမေရိကန်လူငယ်တယောက်နဲ့စုံလီဗီစကားပြောခွင့်ရခဲ့တယ်။ကျွန်တော်တို့နဲ့စုံပြီးချိန်မှာသူကနည်းနည်းမူးနေတယ်။သူကအင်္ဂလိပ်စကားပြောတတ်တယ်လို့လိုက်ရှာနေတာ။ခဏနေတော့သူကျွန်တော်တို့စွဲမှာလာထိုင်နေရက်ဝေတိုက်ခဲ့ သူသက်25နှစ်လောက်ပဲရှိဦးမယ်သူပဲကံကိုပြန်ဖို့သင်ဖို့ဆောင်လျောက်ခပြောင်းတို့ကျွန်တော်နဲ့တခါတည်းပါကြောင့်မလိုက်နိုင်တာလေလို့သူကမေးရကျွန်တော်ကချက်ချင်းအပြေမပေးနိုင်ဘူးသူမိကုံးကယိုယိုရှိရှိကလေးပါဒီမိကုံးကြောင့်သူနဲ့ကျွန်တော်တို့ခြားမှာကြောက်ကန်းပါစီတစ်ခုခြားနေတယ်လို့ဖြစ်သွားတယ်သူကတခြားကဘာတစ်ခုမှနေတဲ့လူတယောက်လို့ဖြစ်သွားတယ်ဘာပဲဖြစ်ဖြစ်ပေါ်လေကျွန်တော်ကလည်းအတိုင်းပဲဖြေလိုက်ခဲ့ဗီဇာမရှိလို့ပါဟာ အဲ့အခက်ခဲမရှိပါဘူး။မာစီမှာကျွန်တော်တို့ကောင်းစိတ်ဝင်ရုံရှိနေတာပဲ။လူတွေကလည်းသဘောကောင်းကြပါရဲ့။ကျွန်တော်လည်းဒီလူတွေသဘောကောင်းတာသိပါရဲ့။သူတို့ကလက်တပိုင်းဖြစ်နေတဲ့လူတွေပဲသူတို့ယုံကတွေ့ဝင်နေတဲ့တွေ့ဖို့အတွက်လမ်းမပေါ်မှာနိုင်ပေါင်းများစွာစောင့်ရမယ်။နောက်ပိုင်းမှာခစ်စတိုဘိုခွဲကစပေးဒုက္ခတွေရီကိုမကြမကြနောက်ဖန်းလာတည်သွားတော့ယုံရဲ့အောက်ထက်မြေတိုက်တွေကစောင့်ခွင့်ပေးရဲ့။အဲ့ဒါလို့ဒီသဘောကောင်းကြတဲ့လူတွေပါ။ ကျွန်တော်ခင်ဗျားတို့ကိုမနေ့ချင်းချိုင်ခေါ်သွားမယ်လို့အမေရိကန်လူငယ်ကပြောတယ်။ကောင်းတာပေါ့လို့ကျွန်တော်ကပြန်ပြောတယ်။သူစကားကိုလည်းတိတ်မယုံကြည်ဘူး။အဲ့ဒီအတွက်ဝမ်းသာတဲ့အနေနဲ့ကျွန်တော်တို့အရက်တောက်ချအောင်ဆိုတဲ့ကျွန်တော်တို့ထပ်တောက်ကြရဲသူက Broadway လမ်းမကြီးပေါ်ကမိအောင်လေးကြောင့်ပြောတယ်။ဟောင်းဝိုင်းရဲ့ neurology ပြပြို့ကနှစ်သားနှစ်သီးပုံမြင်တွေလေးပြောပြတယ်။ မင်းသားမင်းသမီးတွေပြဇက်တွေမြောက်ကလက်တွေအကြောင်းလေးပြောတယ်သူပြောတာရီနားထောင်ရင်ကျွန်တော်စိတ်ဆင်းရဲတယ်ဝမ်းလေသားတယ်ဝမ်းသာတာကတခြားကြောင့်မဟုတ်ပါဘူးအဲ့ဒီကစိတ်ဝင်စားနားထောင်နေတာမြင်နေရလို့ပါအရင်အရင်ကတော့အမေရိကန်အကြောင်းပြောရင်ဟယ်လင်းကစိတ်ဝင်စားလို့ပဲမိုက်ကီမိုင်းကြီးနဲ့နားထောင်နေတတ်တယ်အခုဒီချိန်မှာတော့အဲ့ဒါလို့မဟုတ်ဘူးသူမျက်နှာဟာကြည်ပင်နေတယ်။ secret မိခိုးရီချားကသူမျက်နှာဟာပြုံးနေတယ်။သူငယ်က မေရိကရောက်ရင်အနှစ်သက်ဆုံးပြားဆက်ကိုတူတူသွားကြည့်ကြဖို့ပြောတယ်။ကနေကလိုက်ချပါမယ်လို့ကတိပေးတယ်။ရက်ကိုလည်းဆက်ပေါက်ကြတယ်။အခုပြောနေရတဲ့အားလုံးဟာမနေ့ကကျတော့ပြေးသွားကြမှာပဲလို့ကျွန်တော်တို့ကတော့တွေ့ထားတယ်။ဒါပေမဲ့ကျွန်တော်တို့အတွက်မားရီနောက်တစ်နေ့မနေ့10နာရီတတိမှာပြောထားတဲ့အတိုင်းအမေရိကန်လူငယ်ရောက်လာတယ်။မနေ့က တောက်တာများသွားလို့မအီမသားဖြစ်နေတဲ့ဟယ်လင်ကမလိုက်ချင်ဘူးလို့ညင်းနေကျွန်တော်ကိုယ်တိုင်လည်းမအီမသားဖြစ်နေတယ်။ဒါမဲ့လူငယ်နဲ့လိုက်သွားခဲ့ပါတယ်။ဝိုးရလေးတဲ့ကောက်စုဝင်ရုံရှိမှာတော့ထုံစံတိုင်းပါပဲ။စပေးဒုက္ခတဲ့အုပ်စုဟာလှုပ်လှုပ်ရှားရှားပဲ။ကျွန်တော်ဖို့တော့အိမ်မက်တစ်ခုမနေသလိုပဲ။ကျွန်တော်ဝင်သွားတော့လူအုပ်ကလမ်းဖယ်ပေးတယ်။ဖာယုံညီပေါ်ကျူရီထွက်ပြေးတဲ့အခါသူတို့ရှိကတိတိကျကျနဲ့ကွဲကွာသွားရတဲ့ဒူးတလူလိုပဲ။မှန်တော့ ဖီကန်တွေရဲ့စိမ်းရမန်ကန်ကူလက်မဆောက်ဟာတခါအားလုံးကို ဖွင့်နိုင်တဲ့ရှိတော့တချောင်းမဟုတ်လားမယုံကြည်နိုင်စရာချက်တခုပဲချင်းနေရဲ့ရက်ကိုကျွန်တော်ကရှင်းပြလိုက်တဲ့အခါမှာလူငယ်ကခပ်ပေါ်ပေါ်လေးတန်းနဲ့ကျွန်တော်တို့အတွက်သူတာဝန်ယူပြီးထောက်ခဲ့မယ်လို့ပြောတယ်။သူပြောတာကတော့ဟုတ်ပါရဲ့။လက်တွေ့တလူဖြစ်ပါမလား။ဘာကြောင့်လဲဆိုတော့သူကအသက်အသက်ငယ်နေတယ်။ကျွန်တော်ကိုအာမခံနေသူဟာကျွန်တော်ထက်အသက်ကြီးရမယ်မဟုတ်လား။ ကျွန်တော်တို့ကောင်စစ်ဝင်ရုံမှာတတိုင်းနီးပါးလောက်အချိန်ကုန်ခဲ့တယ်။လွန်ခဲ့တဲ့တရင်ပတ်တွေအတွင်းကကျွန်တော်ဟာကောင်စစ်ဝင်ရုံမှာကျွန်တော်တို့နှစ်ယောက်ကြီးမာရီဘီအန်နီနဲ့ရင်ဆိုင်နေရကြောင်းကျွန်တော်ဟာဂျာမန်စစ်ကမ်းမှာချုပ်နှောင်ခံထားခဲ့ရမှုကြောင့်ဂျော်ကကျွန်တော်တို့ကိုဖမ်းပြီးဂျာမနီပြန်ပို့ဖို့နောက်ကတကောက်ကောက်လိုက်နေကြောင်းစားတဲ့ချက်လက်တွေကိုတပ်ပြီးခံဖို့ထောက်ထားရင်းနဲ့ တင်ပြခဲ့ဘူးတယ်အခုတခါမှာတော့ကောင်းစဝင်ယုံက နောက်တစ်ပတ်အတွင်းမှာပြန်လာခဲ့ဖို့ချိန်လိုက်တယ်ကျွန်တော်တို့ရုံးပြင်ပတ်ရောက်တော့အမေရိကန်လူကြီးကကျွန်တော်ကိုလက်ဆွဲနှုတ်ဆက်တယ်ခင်ဗျားတို့နဲ့တွေ့ရတာကျွန်တော်သိပ်ဝမ်းသာတယ်ရော့ဟော်ဒီမှာကျွန်တော်လေးစားကပြအမေရိကရောက်ရင်ကျွန်တော်စီဆက်ဆက်လာခဲ့ပါလို့ပြောတယ်သူထွက်သွားမယ်လို့တော့ကျွန်တော် က တစ်ခုလုံးနေလို့အဆင်မပြေဖြစ်ရင်ဘလို့လောက်ကြမလဲခမားနဲ့တွေ့မှဖြစ်မယ်ဆိုရင်မခက်ပေဘူးလားလို့ကျွန်တော်ကမေးတယ်အဆင်မပြေစရာဘာမှမရှိပါဘူးခိစားကအလုံးပြီးနေပြီပဲလို့သူကရေမောပြီးပြောတယ်ကျွန်တော်ဖေကလူတိများတဲ့ပုံကိုတယောက်ပါနောက်ကျန်အိုရန်ကိုထွက်မဲ့တင်ပေါ်တစီရှိရင်လို့ကျွန်တော်ကြားထားတယ်။ကျွန်တော်မေရီဆာကိုပြပြင်းကြီးအဲ့ဒီဘက်ရောက်ချင်ရအောင်မာဒီကိုနောက်ထပ်ကျွန်တော်ပြန်မရောက်လာဘူးလို့ကဘသူပြောနိုင်ပလဲ။ သူထွက်သွားတယ်။နှစ်ပေးဒုက္ခဒေတာစင်ဝက်လောက်ကကျွန်တော်ကိုဝိုင်းပြီးအမေရိကန်လူငယ်ရဲ့နာမည်နဲ့လိစာမိကြတယ်။သူတို့ကချင်းနေခံမှန်းပြီးဟိုလူငယ်စီကကူညီတောင်းချင်ကြတယ်။သူမဆေးမျိုးတွေဖဲနေရမှနေရဆိုတော့မတည်ဘူးလို့ပြောတော့သူတို့ကကျွန်တော်ကိုမချိနဲ့ကြဘူး။ကျွန်တော်ကတော့တကယ်မတည်လို့ပြောတာပါ။ကျွန်တော်ကဟိုလူငယ်ပေးခဲ့တဲ့လိစာကပြားကိုပြတော့သူတို့ကကူယူကြတယ်။ ကျွန်တော်ကဟိုလူငယ်အိုရန်ကိုသွားလိုက်မယ်လိုက်ရှာနေလို့တွေးမယ်မထင်ဘူးလို့ပြောတော့သူတို့ကအိုရန်ကိုထွက်မဲ့တင်မောစိမ့်မှာသွားပြီးရှာမယ်လို့ပြန်ပြောကြတယ်ကျွန်တော်စိတ်ရှုပ်ရှုပ်နဲ့ပြန်လာခဲ့တယ်သူ့လိပ်စာကပြားကိုပြာမီယာမှားများသွားပြီလားလို့လည်းတွေးဘူးမိရင်ဘာပဲဖြစ်ဖြစ်ပေါ်လိနှုတ်ပြီးခဲ့သမျှဟာအားလုံးကိုစစ်အဝိုင်းကြကြကြံတွေးလိုက်တဲ့အခါမှာချီနေဟာမျောလင်းချက်မရှိဘူးလို့ပဲဆုံးဖြတ်လို့ရနေတယ်ဒီကြောင်းတွေကိုကျွန်တော်က ။ Helen နဲ့တွေ့တော့ပြောပြတယ်။ Helen ကပြောနေတယ်။ Ellie ညာက Helen ရဲ့စိတ်ဟာအင်မတန်မှနူးညံ့သိမ်မွေးနေတယ်။ကျွန်တော်တို့နေတဲ့ခန်းလေးကအင်းသားတယောက်စီကတဆင်ခန်းငါထားတဲ့ခန်းလေးပါ။ကျွန်တော်တို့နေတဲ့ခန်းကလေးလေးမှာလောင်ချိုင်ကလေးတစ်လုံးနဲ့ထည့်ထားတဲ့ဆာဝါငှက်ငယ်တစ်ကောင်ရှိတယ်။ကျွန်တော်တို့ကထိမ့်သိမ်းစောက်ရှောက်ပေးပါမယ်လို့ဂတိပြုပြီးကြီးရှုပေးနေရတဲ့ငှက်ကလေးပါ။ အရင်ကကလေးဟာချိန်ရှိသမျှအချင်းဆုံနေတာပဲဘယ်တော့မှရန်တာနေရမရှိဘူးကျွန်တော်တို့ခဲနေမနီမွေခါမိုးပေါ်ကကြောင်တကောင်ကလည်းငြင်းနေစင်လာလေးရှိရဲ့ပတင်းပေါက်ဘာမော်မလာထိုင်ပြီးနှောက်ချိန်လေးကငကကလေးကိုစားချင်ဝါချင်နဲ့မျိုးလုံးတွေနဲ့ကြီးနေတတ်တယ်ရှားသီးဥတုကအင်မတန်မှအေးရပဲဒါပေမဲ့ဟဲလီကပတင်းပေါက်တွေကိုအမြင်ဖွင့်ထားခြင်းနဲ့ သူတို့ဖြစ်သူယောဂါကြောင့်နာကျင်မှုဝေဒနာကိုပြင်းထန်ခံစားနေရတဲ့အချိန်မှာတကားတွေကိုခွင်ထားခြင်းစိတ်ပုံပြီးကြီးလေးရှိပါတယ်။ကျွန်တော်တို့နေရတဲ့အိမ်ကညာပိုင်းအတော်ကြီးညှိနှက်တဲ့အထိငင်းငင်းဆိတ်ဆိတ်မရှိဘူး။ဟယ်လင်းတို့နေခဲ့ဖူးတဲ့ရေတိုက်ကလေးကိုတတိယသေးလားလို့ဟယ်လင်းကကျွန်တော်ကိုမေးတယ်။မောင်မှတ်ပြီးပါတယ်လို့ကျွန်တော်ကပြန်ဖြေတယ်။ဟယ်လင်းကကျွန်တော်ကိုစိုက်ကြည့်နေတယ် လူရိုင်းရဲ့တွင်စိတ်ထဲမှာလူတွေများကြီးရှိရဲ့အားလုံးစိတ်ချင်းမတူကြဘူးခြားနာကြရဲတခါလီမှာတော့သူတို့တွေကတယောက်ဟာလှလှလက်လက်ဖြစ်လာပြီးမောင်းနေရကိုစားဝင်လာတတ်တယ်။အဲဒီခါကျရင် မောင်ဟာတခြားလူတယောက်ဖြစ်သွားတတ်တယ်။မောင်လုံးဝမတိကျန်းခဲ့တဲ့လူတယောက်ဖြစ်ကိုရောက်သွားတတ်တယ်။ဒါမဲ့မူလစိတ်ကိုတော့ပြန်ရောက်လာတတ်တာပဲလို့ပြောတယ်။မောင်ကိုယ်ရင်းမှာတော့တခြားလူတွေများကြီးရှိပါဘူးလို့ကျွန်တော်ကပြန်ပြောတယ်။ မောင်ကိုရဲမှာမောင်မဲအမြင်ရှိနေတာပါ။အဲဒီကခေါင်းရဲနဲ့မောင်မားနေပြီးတနေ့ကြရင်မောင်တွေ့တာမှာပါ။မင်းပါကိုဆိုလိုနေတာလေမိလိုက်တော့ထပ်မင်းနေနေတော့ပုပ်ပြင်းပေါက်ဖောင်ပေါ်ကကြောင်ကိုကြည်စမ်းပြီးတော့ဟောဟုံငက်အလုံးမိုက်မဲတဲ့ငက်ပဲသူ့မှာပါတန်တေးရပါတော့ကားမှမရှိဘူးအပြေပြောနေတာပဲ။သူ့ကိုကြောင်ကဖမ်းလို့မမိနိုင်ပါဘူးသူ့လောင်ချိတ်ခဲပါသူ့ကိုကလုံကြုံနေတာပဲအဲလင်းက ဟဟပပရေးချလိုက်တယ်။တောင်းလိုက်တယ်မှာဘဝလုံးကျုံတယ်။ဟုတ်လားလို့ရေရွတ်တယ်။ပြီးတော့မိကုန်းတစ်ခုထုတ်တယ်။တောင်းချိုက်နေမှာဘဝလုံးကျုံချင်တဲ့သူဘသူရှိမှလဲတဲ့။တရားကြီးချိန်တော့မှကျွန်တော်တို့အိမ်ဟာကလန်လို့လာကြတယ်။အရှင်မိမကြီးရဲ့အော်တန်ကြောင့်လို့လာကြတာပါ။ ျွန်တော်လက်နေချထားပြီးတကားကိုဖွင့်နေဝိစားရည်မြဲတဲ့ပြည့်ပြည့်စုံစုံဝတ်ထားတာဆိုတော့အရေးကြောင်ပေါ်လာရင်ပြေးဖို့ကစင်တင်မယ်ပြင်ပမှာတော့ play ရောက်နေတဲ့အရေးလက္ခဏာမမြင်ရပါဘူးတွေးရတွေးရမိမကြီးကအော်တယ်ဒီလိုဘာဖြုတ်လို့လောက်ရတာပါလဲတခြားလူဆရာနီးလဲတွေများကြီးရှိပါတယ်ဟဲ့သူမို့ဒီလိုမျိုးလုံရနေတယ်ဘလောက်ဆိုးရတယ်လို့လဲ ။အခုတိုင်းဆိုရင်ပြိမခေါ်လို့ဖြစ်တော့ဘူး။ခေါ်ကိုခေါ်ရမှာသူတစ်ဖက်သားသနာတတ်တဲ့လူတွေဟာဒီလိုခံရတာကြီးပါပဲ။လူတွေဟာခွေးရရင်အလိုယူတတ်ကြတာပဲ။အခုဆိုရင်ဒီမိမကြီးစီမအိမ်တော်ကငါပဲစားပါသွားပြီးရမှာမဟုတ်တော့ဘူး။ပြမမနီးအောင်အောက်ကစေဝေမှာရက်တည်ကြတဲ့အင်္ဂါအလုံးဟာ ကျွန်တော်တို့နေတဲ့ခန်းပီးကကလျက်အခန်းစီကိုလမ်းကြည့်နေကြတယ်။အသက်60ရွယ်မိမကြီးတယောက်သူ့လက်ကဝတ်သွေးကြောကိုဒါနဲ့လီပြီးသူ့ကိုသူတတ်သေးတာတဲ့။သူ့အိမ်ရာဘေးမှာသွေးစီးကြနေရဲ့။ဆရာဝန်တော့ခေါ်ကြပါ။ရက်ဖိုကထွက်ပြေးလာပြီးမဆေးပြုတ်ပေါ်မှာစိတ်တင်းနဲ့ဘုရားသခင်ပုံတော်ရေရောင်းချစားတောင်းနေရတဲ့စပေးဒုက္ခတဲ့လက်မင်းကအော်ပြောတယ်ဆရာဝန်ခေါ်ရမတဲလားလို့အင်ရှင်မိမကြီးကအော်ရဲဘာလို့ဖို့ခေါ်ရမှာလဲ။ သူတည်နေရနိုင်ပေါင်းမနေတော့ဘူးတည်တည်ချာချာကိုကြည်ပြီးကြပြီလားရင်းတို့လိုကောင်းသားတွေကိုငါလက်ခံပြီးလို့ခုလိုဖြေရတာငါကတော့ပြိခေါ်ရလိမ့်မယ်နေတို့တပြုံလုံးဖမ်းသွားလဲငါမတက်နိုင်ဘူးအမလီငါအိရာတော့ပြည့်စည်ပါပြီဒီသွေးတွေချွတ်သွားအောင်ငါဘယ်လိုရှော်ရမလဲကျွန်တော်တို့ရှော်ပေးပါမယ်ဗျာလို့လက်ရှိဘင်းကဝင်ပြောတယ်ဒါမဲ့ပလိတ်တော့မခေါ်ပါနဲ့ဟဲ့ငါအခန်းခါတွေမရသေးဘူးကျန်နေသေးတယ်အဲ့ဒါဘယ်လိုလုပ်ကြမလဲ ကျမတို့စူးစောင်းပြီးပေးပါမယ်လို့အနီရောင်ကီဘူလိုအင်ဂျင်နီမိန်းမတယောက်ကလှမ်းပြောတယ်။ကျမတို့မှာနေစရာခက်ခဲလွန်းလို့ပါ။ကျမတို့ကိုတနာပါရှင်။ငါဒီမိန်းမကြီးကိုတနာမိရဲ့အတွက်ခုလိုဖြစ်ရတာနင်တို့မြင်မင်းသူ့ပစ္စည်းတွေမှာဘုဒ္ဓနာကြံကြံကြံခဲ့မှာပြောပြဆိုဆိုရဲ့အင်ရှင်မိန်းမကြီးဟာကဲနေမှာလျှောက်ကားပြီးရှာတယ်။တညာလုံးတပေးထားတဲ့မိနှုံးဟွာပြောပြောလင်းရဟာကဲနေမှာဖြားချနေရဲ့ခရင်အောက်မှာတော့ပေါ်စာလက်ဆွဲတစ်တာကလေး အင်းရှင်မိမကြီးဟာကရင်ပြည်မှာဒူးထောက်ထိုင်ပြီးကရင်အောက်ကတစ်တာကိုဆွေးထုတ်တဲ့တစ်တာကိုခွင်းနေဘာလို့မရှိဘူးဘာဆိုဘာမှမရှိဘူးအဝယ်ဟောင်းစုပ်ဖြတ်တွေကြီးပဲဖလန်ဟောင်းတရမင်းရှိတယ်ဒီမေရှင်လို့ကီမိုလိုအင်းကြီးနဲ့မိမကြီးကလမ်းပြီးတော့ဘူးတဘူးကိုလက်ညှိုးထိုးပြတယ်ခန်းရှင်မိမကြီးနာမည်ကလူစီလိုဝီးတယ်သူကမောင်ကိုစေးမှာချေးဟောင်းလေးရောင်းနေကျွေးတဲ့ဒစီအချို့ပဲ ၊ကွဲအပ်တွေကို ဖားပေးဆက်ပေးရင်အဲဒီပူထဲမှာငွေလေးပါလေးများထည့်ထားလိမ့်မလားဆိုရဲတွေးနဲ့လက်ညှိုးထိုးပြတဲ့သဘောပဲ။အင်ရှင်မိမကြီးကပူကိုဖွင့်ပြီးသွန်ချလိုက်တယ်။အိယာကောကုံကွေးကြီးတချို့နဲ့ကြောက်ကဆွတ်တကွင်းထွက်ကြလာတယ်။ဒါဟာ ရွှေလက်ဆူလားရွှေလက်ဆူစစ်တော်ဟုံးမင်းမထင်ပါဘူးရွှေစိမ့်နဲ့တူပါတယ်လို့မိမကြီးကပြောတယ်ရွှေစစ်ပါလို့လက်ရှင်ကပြန်ပြောတယ်တကယ်လို့ရွှေစစ်သားဆိုရင်ဒီလက်ဆူကိုခုလိုပေးထားမလဲရောင်းပြီးရောပေါ့ငါတိုင်းအဲ့ဒီအလုပ်မျိုးကိုလုပ်တယ်လို့မထင်ပါနဲ့ဗျာလို့လက်ရှင်ကလေးအီးကလေးနဲ့ပြောတယ်အဲ့ဒီလက်ဆူဟာရွှေစစ်ပါကြောက်ကပရမညာကြောက်ကလေးပါ အနည်းဆုံး frank ွေ900ရှိရလောက်တန်ပါတယ်ရေရေမောင်ငါ့ကိုလာပြီးပြောင်းလာနောက်လာမလုပ်ပါနဲ့မနောက်ပါဘူးတကယ်ပြောတာပါခင်ဗျားကရောင်းပေးစီခြင်းနဲ့ဆိုရင်ကျွန်တော်ကိုယ်တိုင်တွားရောင်းပေးပါမယ်နောက်ပြီးတော့ဝေးကိုသုံးမယ်ပေါ့ဟုတ်လားဟာဟာမလုပ်ပါနဲ့ဆရာလေးရေမင်းလိမ့်စာမှားနေပါတယ် အင်းရှင်မကြီးဟာပလိတ်ကိုမခေါ်လို့ကတော့မရဘူးခေါ်ရတယ်ပလိတ်တွေလာပြီးစလာဆေးလာလုံနေချိန်မှာစပေးဒုက္ခတဲ့အင်္ဂါတွေအားလုံးရှောင်းသိမ်းနေကြရတယ်သူတလဲရှောင်းစရာကတော့မလိုပါဘူးညာစုကသူတို့သွားနေကြလာနေကြလုံနေကြလုပ်တွေလုပ်ဖို့အတွက်ထွက်သွားကြတယ်သူတို့လုပ်တွေကလည်းတခြားဟာတွေတော့မဟုတ်ပါဘူးအကောင်စိဝေယုံရှိသွားပြီးစောင်းမြော်ရတဲ့လုပ်တွေပစ္စည်းရောင်းတဲ့လုပ်တွေနဲ့လုံခြုံရှာဖွေတဲ့လုပ်တွေပါကျွန်တော်တို့နေညာပါဝင် channel လူစုကတော့ အနည်းဆုံးဖျားရှိခိုးကြောင်းမှာတော့ခိုးကြရတယ်။နန်းတော်မှာအဆောင်တယောက်ခြားထားတယ်။ကလေးတွေပြန်သွားရင်လာပြီးကြောင်းချဖို့ပါ။ကျွန်တော်တို့ကကတော့ဖျားရှိခိုးကြောင်းတွေဟာအလုံးကြုံဆုံးနေရာတွေပဲ။တရားဝဲပြီးသွားပြီးခုံတန်းနေရာတွေပေါ်မှာအနေအဝတ်စုံနဲ့မိမတချို့ထိုင်နေကြတယ်။ဆင်ရှိမှာထုံးထားတဲ့ဖျားလိုက်မီးရောင်တွေကတလက်လက်စံနေရာတန်ကိုလည်းကြားနေရတယ်။မီးရောင်တွေဟာ ယေရှုသခင်ရဲ့သွေးထည့်ထားတဲ့ရွှေကွက်ပေါ်မှာထိုးချနေရယေရှုသခင်ဟာအဲ့ဒီသွေးနဲ့ကမာကြီးကိုကယ်တင်ခဲ့တယ်မဟုတ်လားနောက်ဆုံးအဲ့ဒီသွေးကဘဲစီကိုဥဆောင်ပြီးခေါ်သွားတယ်လေသွေးချောင်းစီရဲ့ဘာသာရေးစစ်ပွဲတွေစီခေါ်သွားခဲ့တာပဲတကယ်တော့အဲ့ဒီစစ်ပွဲတွေဟာယူသည်မှုပေါ်ခြေခံပြီးပေါ်ပေါက်လာရတဲ့စစ်ပွဲတွေပါမိတာကီယူနာဆိုတဲ့နာမည်ကို ရှေ့တန်းတင်ပြီး တိတ်ထီတွေကိုရှားတဲ့ဖန်နေမီရှိုးတတ်တယ်။မောင်တို့ဘာပြုလို့ဖူတာယုံဘတ်မသွားကြတာလဲလို့ကျွန်တော်ကဟန်လင်းကိုမေးရင်ဖူတာမာကပုံပြီးတနေ့တတိရှိရင်မဟုတ်လား။ကောင်းသားပဲခနာရောဆောင်ဟေးလီကတရားဟောစေအောင်သားကခုံရှိပေါ်မှာတူးထောက်ပြီးထိုင်လိုက်တယ်။သူဖျားရှိခိုးတာလားဘသူကိုရှိခိုးတာလဲ။အဲ့ဒါတော့ကျွန်တော်မသိဘူး။အော်စတာပရမျိုးမှာနေတော့ကသူဖျားရှိခိုးကြောင်းနဲ့ဝင်ပြီးဖျားဝတ်ပြူနေတဲ့ခါတိုင်းကျွန်တော်ပြင်ကားဆောင်ရတယ်။ ဲ့ဒါကိုတော့ကျွန်တော်ပြန်ပြီးသတိရပြီးတယ်။သူလည်းဖျားဝေပြူပြီးရောကျွန်တော်ကမင်းပါဒရက်ဖျားရှခိုးရာလဲလို့မေးမိရင်ဘေးဘီကမှပဲကျွန်တော်စိတ်မကောင်းချေရတယ်။အရင်ကကျွန်တော်ကို ထူးဆန်းတဲ့ညနေသားနဲ့ကြီးနေအမေရိကန်ဗီဇာအတွက်လှုပ်ဖြေသူလိန်ပြောနေရဆိုတာကျွန်တော်သိပါရယ်ကျွန်တော်တခဏလောက်ငိုင်းပြီးစဉ်းစားနေပြီးရကျွန်တော်ရဲ့အမေရိကန်သွားရေးစီစဉ်ကို သူမထောက်ခံတော့တာအပန်မိတ်ဇက်ကရှင်းငုံနှုတ်ပိတ်လုံနေပြီးမိတ် စိတ်ထဲကမကြေနပ်ဘူးဆိုတော့ကျွန်တော်သိပါတယ်။တညမှာသူကအမေရိကရောက်တော့မောင်ကမလုံးမလဲလို့ပြီးရင်ဘာသာအမေရိကကိုတလောက်သွားချင်နေရတာလေ။ဟိုရောက်တော့နောက်အမေရိကတကူကိုသွားချင်အောင်မှာပါ။ဘာမှထူလာမှမဟုတ်ဘူးလို့ပြောရင်မန်တော့ဟင်လီဟာအနာဂတ်ကိုယုံကြည်မှုကြီးမင်းနေပြီ။တေချင်းတယောက်ရဲ့နှိမ့်ဆက်မှုတန်ကိုခံရ ရောအားကြီးလာတော့ဘယ်ကူမှသွားချင်လာစိတ်ရှိဟန်မတူတော့ဘူးမျော်လင့်ချက်အားလုံးလိုဆွလွန်လိုက်တဲ့သဘောလေးရှိနေတယ်ကျွန်တော်တို့ထားခဲ့တဲ့အဆောင်ရောက်လာပြီပလိတ်တွေပြန်သွားပြီလို့အတိပေးရင်ကျွန်တော်တို့ကြားလိုက်ပတ်သွားလဲရင်မကောင်းဘူးလားလို့လက်ရှင်ကပေါ်ညည်းရင်လိုက်နေလူရှိသေးလားလို့အသက်ခန့်ငယ်ငယ်လက်ပြင်ကုန်းကုန်းနဲ့မိန်းမတယောက်ကမိတယ်ဒီမိန်းမရဲ့ယောက်ျားကိုပလိတ်ကခေါ်သွားတာကြားပြီ တယောက်ျားပြန်လာကိုစောင်းနေတာတည်6ပတ်တောင်ရှိနေပြီကျွန်တော်ချက်ဝိအကြောင်းကိုမတွေးမိခင် နေနိုင်ဘူးတွေးလိုက်နေရင်ချက်ဝိကအချီတမောင်းဟုတ်လားအဲ့ဒီဘက်တင်ဒီရင်အဲ့ဒီသွားခြင်းလားဥရောသွားခြင်းဘူးအရင်စားရအောင်ကျွန်တော်ကတော့တည်သွားတဲ့မိမကြီးကိုအဲ့ဒီနောက်တစ်ချိန်ပြန်ပြီးမမြင်စေခြင်းဘူးဒါကြောင့်အပြလိုက်ကိုလိုက်စေခြင်းနဲ့ဒါမဲ့သူကပြောလို့မရဘူးအင်းကိုပြန်ဖို့ပဲပြောနေတယ် တနာစီကကောင်းပါလေလို့ဟင်းလင်းကပြောတယ်ခုဆိုရင်သူခမနာမည်တော့မရှိတော့ဘူးသူမဘာစာရွက်စာထဲမှမရှိဘူးလားရှိရပေါ့ဒါမဲ့ဘာမှမရှိရင်မိမတွေကပလိမ့်ပလာငင်းလူယူသွားကြပြီဟိုစပင်းနီနီနဲ့မိမရသွားနေတယ်ခေါင်းတာပေါ့သူခမမှာလဲဘာစာရွက်စာထဲမှရှိတာမဟုတ်ဘူးဒီသွားတဲ့မိမကြီးကလည်းခုလိုလုပ်တဲ့အတွက်စိတ်ဆိုးမင်းမထင်ပါဘူးမိမကြီးကိုသွားကြည့်ခြင်းသေးသလားမောင်ကတော့ကြည့်ခြင်းဘူး အရင်ကတော့တာကြည့်ခြင်းနဲ့ကျွန်တော်သူ့ကိုလိုက်ဖို့ပြီးတယ်။မိမကြီးကသွေးမထွက်တော့ဘူး။ကျွန်တော်တို့ခန်းထဲဝင်သွားချိန်မှာမိမနှစ်ယောက်ကအလောင်းကိုရေချိုးပေးနေရင်သူရောပြင်ပြတစ်ချက်ကိုခိုင်တွယ်ပြီးရေချိုးပေးနေရတဲ့ဘာမှမထူးပါဘူး။မိမကြီးရဲ့စပင်တွေဟာစမ်းပေါ်မှာကြာနေရင်မိမတစ်ယောက်ကကျွန်တော်ကိုမြင်တော့ဝင်ခင်းတယ်လို့လမ်းအော်ရင်ကျွန်တော်ပြန်ထွက်လာခဲ့တယ်။ဟဲလင်းကတော့အခန်းထဲမှာနေခဲ့တယ်။ခဏနေတော့ကျွန်တော်ဟဲလင်းကိုခေါ်ဖို့ပြန်သွားတယ်။ဟဲလင်းဟာ တင်းချီမှာတယောက်တည်းရက်ပြီးဖြူပွဲဖြူရောဖြစ်နေရဲ့မြတွေးဟောက်ပတ်နဲ့မိမကြီးရဲ့မျက်နှာကိုစိုက်ချင်နေတယ်။မျက်လုံးတစ်ဖက်ကကုထထိမပိတ်သေးဘူး။ကဲလာသွားကြစို့လို့ကျွန်တော်ကပြောတယ်။သူ့ကိုဘမသွားမြုပ်ကြမလဲလို့ဟဲနင်းကတိုးတိုးလေးရင်ရွတ်တယ်။မမသိဘူး။စေးရဲတဲ့လူတွေကိုဘမမြုပ်ကြမလဲ။အဲ့ဒီမှာမြုပ်မှာပေါ့။တကယ်တော့တချို့စိတ်ပေးရမယ်ဆိုရင်တော့အင်ရှင်ဖွားစည်းကမောင်တို့စီငွေလာကောက်မှာပေါ့။ဟဲလင်းကဘာမှပြန်မပြောဘူး။ ွေ့ထားတဲ့ပဒင်းပေါက်ကဝင်လာနေတဲ့လေကတော့ကိုအေးရပဲသူကိုပတော့တချိုးချပါလေနဲ့ရတဲ့ဘက်ခါတရရဲ့တချိုးမှာပေါ့ကွာသဆိုင်ရကအကောင်ကို ခွဲစိတ်ကြည့်ခြင်းကြည့်အောင်မှာပါကြောင့်ခွဲစိတ်နေရပါလေသူကသူကိုသူတတ်တယ်ဆိုတာမယုံကြည်ကြလို့လားဟိုကွာမောင်ကအခမ်းမန်းပြီးပြောတာပါလှုပ်ချင်မှလှုပ်ပါပါအင်းရှင်ဖွားကြီးဝင်လာတယ်သူတို့ကအလောင်းကိုလာတဲပြီးစေယုံပို့ပေးကြလိမ့်မယ်ခွဲစိတ်ကြီးကြအောင်မတဲလို့တဲ့ ဆောင်ရယ်ပေါက်စာတွေကိုခွဲစိတ်နေတင်ပေးပါပါသူထက်ကတော့ဘာတွေပဲလုံနေလုံနေမထူးပါဘူးဒါမဲ့အခုကြီးကသူ့ကိုအခါမဲ့အကျိုးခွင့်ရလိမ့်မယ်လို့ပြောတယ်ပြီးတော့မင်းတို့ကော်ဖီတောက်ကြမလားလို့မေးရင်မတောက်တော့ဘူးလို့ဟယ်နီကပြန်ပြောတယ်ငါကတော့တခွတ်တောင်းမှဖြစ်မယ်လို့ဘွားကြီးကပြောတယ်ငါတော့ကို စိတ်ထိခိုက်သွားတယ်ငါတို့လည်းဒီနေ့ကျရင်ဒီလဲတော့ရမယ်ဆိုတာသိတာနေရပဲအဲ့ဒါလို့တိနေလျက်သားနဲ့ဘာကြောင့် ဒီလောက်စိတ်ထိခိုင်းရတယ်ဆိုတာမာတော့မပြောတတ်တော့ပါဘူးဟဲ့ဟုတ်တယ်လို့ခဲလီကပြန်ပြောတယ်လူတိုင်းတနည်းကြရင်ဒီလန်းသွားကြမှာပဲဒါမဲ့ဒီချက်ကိုဘယ်သူမှယုံကြည်ခြင်းကြဘူးညလေလောက်မှကျွန်တော်အိယာကဒီနိုလာရင်ဟဲလင်းအိယာပေါ်မှာထိုင်ပြီးတကူးကူကိုနားဆွနေတယ်လို့ပဲကျွန်တော်နိုလာတော့မြင်တော့လမ်းမေးတယ်မောင်ကောနဲ့ရသလားတဲ့ဘာနဲ့လဲလူသေးပုံနဲ့ပေါ့ဟဲနေတော့နဲနေပတင်းပေါက်ပိတ်လိုက်ပါလားဘာနဲ့မှမရပါဘူးဟဲနေရဲ့ နောက်မြင်ရင်စံပုတ်လိမ့်မယ်လို့မထင်ပါဘူး။ဟင်းနေကတော့အနေရနေရဲ့။တရွနဲ့ဖြစ်မှာပေါ့လို့ကျွန်တော်ကပြောတယ်။အခန်းကားကြီးကဒီကိုင်းတွေကိုပန်းခွေလုပ်ပြီးဖျောင်းနိုင်ကစားနေတဲ့အတူမိမကြီးရဲ့လောင်းမီးမှာခြားထားကြရင်မဟုတ်လား။ကျွန်တော်ကအရာကိုတည်နေလို့ပြောလိုက်တာ။အရာကြီးလုံနေတော့ကောဘာထူးလာမှလဲလို့ဟင်းနေကပြန်ပြောတယ်။မနေ့ကျဆိုရင် သူ့လောင်းကိုခွဲကြစိတ်ကြတော့မယ်ခွဲစိတ်ပြီးရင်မိုက်ပုံနဲ့လှုပ်ပြကြမယ်ပြီးတော့ဒိဆိုင်ရင်ကိုတွားရောင်းကြမယ်အဲ့ဒါလို့တော့မရောမဘူးဟင်းနေရဲ့လို့ကျွန်တော်ကပြောတယ်ခွဲစိတ်ကြည့်ပြီးရင်လောင်းကိုအပြင်းမြုပ်ခြင်းမြုပ်မယ်ပြီးတချို့ခြင်းတချို့မယ်ဒါပါပဲကျွန်တော်ကဟင်းလင်းကို ပခုံးဖောက်လိုက်တယ်သူကဖတ်မခံဘူးတွန်းပြတယ်ဟင်းလင်းကတော့ခွဲစိတ်အလီပြန်မခံစင်ဘူးလို့ပြောတယ်မင်းကိုဘာကြောင့်ခွဲရစိတ်ရမှာလဲကွာ ကျွန်တော်စကားကိုသူမကြားဘူးဟဲလင်သိရင်ခွဲစိတ်မခံရအောင်ကာကွယ်ပေးမယ်လို့ကတိပေးပါတယ်။အော်ကတိပေးပါတယ်။ပဒင်းပေါက်ပိတ်လိုက်ပါဟဲလင်အနေရနေပြန်ပြီ။ကျွန်တော်ထိုင်နေရာကထသွားပြီးပဒင်းပေါက်ကိုပိတ်လိုက်ခင်လာရောင်ဟာစီနေအင်းများနေရဲ့ပဒင်းပေါက်ဘောင်ပေါ်ကထိုင်နေတဲ့ကြောင်ကကြက်ခနဲခုံလိုက်ပြီးပြေးသွားတယ်။အဲ့ဒါဘာလဲကျွန်တော်နောက်မှာရက်နေရဲ့ဟဲလင်ကမေးရဲ့ကြောင်လေးခင်တွေ့လားသူလဲနေရတယ် ကျွန်တော်ကနောက်ပြန်လှည့်ပြီးဟဲလေးနဲ့ညနေချင်းဆိုင်လိုက်တယ်။ဒီကြောင်ကညာဒီမှာလာထိုင်ပြီးကြောင်ဆိုင်တွေကစာဝါငှက်ထွက်လာကိုချောင်းလေးရပါ။နေလေအတိသားပဲမဟုတ်လား။ကဲပါကွာ။အိယာဝေမှာတော့ဝင်းအိမ်မက်မက်နေရပါ။ဟိုးပွားကြီးခန်းလေးကဘာနဲ့မှထွက်မလာပါဘူး။ဒါဆိုရင်အနှင်းကဟဲလေးစီကလာတာပဲဖြစ်ပေ။ကျွန်တော်သူ့မျက်နှာကိုမျက်လုံးပြူးပြီးကြည့်နေမိတယ်။ဘသူမှအနှင်းမရဘူးဟဲလေး။ဝင်းအိမ်မက်မက်နေရ။ခနန်းက လောင်းစီကလာတာမဟုတ်ရင်ဟဲလင်းစီကပဲဖြစ်မယ်။လာပြီးလိန်ပြောမနေနဲ့လို့ဟဲလင်းကဒေါသတကြီးပြန်ပြောတယ်။ဖရားဖရားဘလို့ဖြစ်တာလဲ။ဘာနဲ့မှမရဘူးဟဲလင်း။မောင်ပြောတာယုံမောင်။တကယ်လို့မင်းနှကောင်းကအနေရရဲဆိုရင်လည်းအောက်ထက်စားတော့ဆိုင်ကစက်သွန်ပြူနဲ့ပဲဖြေရမယ်။ကျွန်တော်ကအော်ဒီကလုံးရေမွေးတပလင်းသွားယူတယ်။ကျွန်တော်မောင်ကိုဈေးမှာရောင်းတဲ့ပစ္စည်းတွေကသွားယူခဲ့တာပါ။ပြီးတော့သူ့အိမ်ဟာပေါ်ကို30လောက်ပြန်ချပေးလိုက်တယ်။ကဲအဲ့တော့ ။ဘာနဲ့မှမရတော့တခန်းလုံးမှုချိုင်သွားပြီ။သူကတော့ထိုင်နေတော့မယ်။ကဲခုအနံ့ရရဆိုတာမဝင်ခံမိမဟုတ်လား။အနံ့သာမရရင်ဒီရေမွေးတုံးစရာလိုမလား။မောင်အနံ့ရရဝင်မခံသေးပါဘူးခဲလင်းရဲ့။ရေမွေးဖြန်တာလေမင်းရဲ့စိတ်ထဲမှာတန်တီးရအရှင်းသွားစေချင်လို့ပါ။အော်ဘာတွေးနေရဆိုတာဟဲလင်းသိတယ်လို့သူကပြန်ပြောတယ်။ဟဲလင်းစီကအနံ့ထွက်နေရလို့တွေးနေရမဟုတ်လား။ အသင်းကလူသေးပုံနဲ့တူတယ်။ဟဲလင်းကိုမလိမ္မာနဲ့။ဟဲလင်းကိုကြည့်နေတဲ့မောင်ရဲ့ညနှာထားကိုမြင်ုံနဲ့ဟဲလင်းကသိနေပါဗျ။ဟဲလင်းကိုမောင် ကြည့်ပုံရှုပုံပြောင်းလဲနေတာကြားပြီးဟဲလင်းသတိထားမိပါတယ်မောင်ရဲ့။အိမ်ညာမနေပါနဲ့တော့ဟဲလင်းကတတိတခြားယွန်ရှာဆက်ဆုပ်စရာဖြစ်နေပြီမဟုတ်လား။ဟဲလင်းသိပါတယ်။မြင်လဲမြင်ပါတယ်။နားလဲနားလဲပါတယ်။ဆရာဝန်နေပြောတဲ့စကားကြတော့မောင်မယုံဘူး။ဟဲလင်းမှာတခြားဟာတစ်ခု ဖြစ်နေရလို့ထင်နေရမဟုတ်ဟုတ်တယ်မဟုတ်လားပြီးတော့ဟဲလင်းစီကအနမ်းထွက်နေရလို့တွေးလာတယ်အဲအာကိုမောင်ဘာပြုတ်လို့ဝင်မခံချင်ရတာလဲကျွန်တော်တောင့်တမမတ်ကြီးရက်နေမိရဲ့ဘာမှလည်းပြောမထွက်ဘူးသူ့မှာပြောစရာရင်းများကြီးရှိနေသေးရင်လည်းပြောပါစေတော့ဆိုပြီးလှထားပေးလိုက်တယ်သူ့တကူလုံးတုံနေတာကိုကျွန်တော်မြင်နေရတယ်သူဟာလက်နှစ်ဖက်ထောက်ပြီးခေါင်းငုံထားတယ်ကျွန်တော်ကိုကြည့်နေပုံကတရားရထားတဲ့လေးစံတကောင်ကြီးပုံမျိုးနဲ့တိတ်တူနေတယ် ျွန်တော်အပေါ်ကိုခုံအုပ်ပြီးလဲဘင်းကိုညှစ်လိုက်တော့မလားလို့အောင်းမိရတယ်သူစိတ်လုံးရှားနေရကြာကြီးပဲနောက်ဆုံးမှကျွန်တော်ဟာဒုတိယထက်ကဘာရင်ရဲ့ခန်းတကားကိုတွားခောက်ပြီးဖွင့်ခိုင်းတယ်ကိုညံ့ရက်ကိုတပ်ပူးမဲ့ဝဲတယ်ကဲရောက်တော့ဟန်နေတဲ့သူအိယာပေါ်မှာထိုင်ပြီးတောက်ကြရဲမိုးစစ်စင်သင်းချိန်အထိရက်တောင်းရင်းနဲ့ထိုင်ဆောင်ရတော့ပါပဲလို့တွန်းလိုက်မိရဲ့အလောင်းကြီးရဲ့လူတွေစောကြီးရောက်လာကြတယ်လင်ကားက ်တက်သွားနေတဲ့သူတို့ရဲ့ရှူပနတန်တွေကိုကျွန်တော်တို့ကြားနေရတယ်။စင်ငလန်ကချင်းတော့သူတို့ယူလာတဲ့ထန်းစင်ကဘီတပတ်တစ်ချက်နဲ့ရန်တွေကိုဝင်ပြီးတိုးမီတိုင်းမီနေတယ်။သူတို့ချင်းချင်းပြောင်းလောင်းနေကြတဲ့အတန်တွေနဲ့ရေတန်တွေကိုလည်းကြားနေရတယ်။နောက်တနားီလောက်ခြားတော့လူသစ်ခန်းဟာရီအခန်းထဲရောက်လာကြတဲ့အတန်တွေကြားရတယ်။ကျွန်တော်ဤဖို့ကြောင့်တော့ပစ္စည်းတွေလည်းရောင်းခဲ့သေးတယ်။တိတ်ကြကြီးတော့မဟုတ်ပါဘူးရပိုင်းတော့ပါရောင်းတဲ့ပစ္စည်းတွေတည်းမှာ အိုးခွတ်ပကံကားစာဒါလီတာအုံချင်းနဲ့ဟင်းဒီဟီရအကုန်ကွာတဲ့ဓာရီထီပါတယ်ပစ္စည်းတွေကကြီးကြီးမားမားမဟုတ်တော့လက်ဆွဲတတားကြီးကြီးမားမားကင်သွားဖို့မလိုဘူးတတားကြီးဆိုရင်သေးလူတွေရဲ့သင်္ကာမကင်းဖြစ်မှုကိုခံရတတ်တယ်မဟုတ်လားကျွန်တော်ဈေးလေရောင်ရာကနှစ်ချိန်တီးတီးအိမ်ကိုစောကြီးပြန်ရောက်တဲ့နှစ်ချိန်စလုံးဟင်းလေးအပြင်ထွက်နေခိုင်းချုပ်ခဲ့ရတယ်။ကျွန်တော်သူ့ပြန်လာကိုထိုင်ဆောင်နေတော်တော်နဲ့ပေါ်မလာတော့လဲစိတ်ပူတာပေါ့ အင်ရှင်ဘွားကြီးကဟင်းလင်းကိုဘသူမှလာမခေါ်ပါဘူးလို့ပြောတယ်သူဘာသာသူထွက်သွားတာပါတယ်ခါတိုင်းနဲ့ဒီလိုမကြမကြပြင်ထွက်လေရှိတာမို့မပူပါနဲ့လို့ဆိုတယ်သူပြန်လာတော့ချိန်ကတော်ကြီးနောက်ကျနေပြီညနေထားကလည်းရန်လူနေတဲ့ပုံပဲတုံမုံနေတာပဲကျွန်တော်ကလည်းမကြည့်ဘူးကျွန်တော်ကလည်းဘာလို့ရမယ်မသိဘူးမင်းပဲသွားနေတာလေဟေလင်းတို့ကျွန်တော်ကမိတယ်လမ်းလျှောက်တော့ဒီလိုရသည်မှာလမ်းလျှောက်ရသလားကွယ်ဟုတ်တယ်လျှောက်တယ် အဲ့ဒါပါဖြစ်လေဟယ်လီနီယာထိုင်းနာလောက်တာခိုင်နာကို ထောက်လိုင်းနေဖို့မချိုးစားနဲ့မောင်လောက်တတ်ပါဘူးကွလို့ကျွန်တော်ကပြောရင်အင်းကိုပလိတ်ဖမ်းသွားမှဆိုရင်လို့ပါ သူကအော်ပြီးရယ်ဖယ်နှင်းကိုပဲပလိတ်မှဖမ်းလို့မရဘူးနင်းစကားကို မောင်ယုံကြည်ပါစေလို့ဆုတောင်းရတော့မှာပဲသူကကျွန်တော်ကိုထောသားတကြီးကြီးရယ်ရှင့်ကျမကိုမိကုန်နေလာထုံနေကျမအခုချက်ချင်းအပြင်ကိုပြန်ထွက်ရလိမ့်မယ် ကျမကိုတစ်ချိန်လုံးစောင့်ကြည့်နေတာမျိုးမကြိုက်ဘူး။ပြမဆိုရင်ဘယ်ရင်ကမှကျမကိုစောင့်ကြည့်ကြဘူး။သူတို့ကကျမဟာစိတ်ဝင်စားစရာ လူမဟုတ်ဘူး။လမ်းပေါ်ကလူတွေအဖို့ကျမဟာစိတ်ဝင်စားစရာလူမဟုတ်ဘူးရှင်နာလေလားဘသူကမှကျမကိုမိကုန်းနေမထုတ်ဘူးစောင့်ကြည့်မဲ့လူတယောက်မှမရှိဘူးသူဘာဆိုလို့နေလဲဆိုတာကျွန်တော်နားလဲပါတယ်ပြင်မာကတော့သူ့မှာဆွဲကန်နေတဲ့ယောဂါကြောင့်တည်ရဲ့လူပဲရှိမနေပြင်မာသူဟာလူနာတယောက်မဟုတ်ဘူးမိမတယောက်ပဲသူနေနဲ့ သူလိုငါလိုတာမန်ချမ်းမာနေတဲ့ဘိမာတယောက်ဖြစ်ပေရတီချင်းပေးမပေါ်လူခါဆိုတဲ့ဒိဗေကပါလေဖြည်းဖြည်းချင်းတရားမဲ့ဆိုတဲ့သဘောဆောင်းနေရမဟုတ်လားညာကြရင်သူကိုနေတာပဲမနမိုးလေးတော့အားလုံးကိုမိသွားပြန်ရောသူတီးမခံနိုင်အောင်ဖြစ်တည်တာကအမှောင်ပဲမောင်ဟာ သူ့ရဲ့ထိတ်လန့်ကြောင်ယုံနေတဲ့နှလုံးသားပေါ်မှာ အစစ်ကြီးထင်ထားတဲ့ပင်ကူအိမ်လာအုတ်ကလေးဖြစ်ဖြစ်နေတဲ့သဘောရှိရယ်သူတောင်းနေကြစီကလည်းရင်ထပ်ပို့ပို့ပြီးလိုလာနေရယ်ဒီကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်လီဝီဆန်နဲ့တိုင်ပင်ကြည့်ရယ်လီဝီဆန်ဟာအရင်ကဆရာဝန်တရားအခုတော့ဘီရင်ဟော့စလန်တွေလေရောင်းတဲ့လမ်းလျှောက်စီတဲ့သူကပြောတယ်ဘာမှလုပ်လို့မရတော့ဘူးတိမ်နောက်ချနေပြီတယ်ဒေါက်တာတူဝက်ပြောတဲ့အတိုင်းဆက်လုပ်ရုံကလွယ်ပြီးတခြားဘာမှ လုပ်မနေတော့နေတဲ့ အဲ့ဒီနောက်မှာတော့ဟယ်လင်ဟာမကြာခဏပြင်ထွက်တယ်မကြာခဏနောက်ချပြီးအိမ်ပြန်ရောက်တယ်ကျွန်တော်က CB မေးလာမြန်လာလုံမာကိုကြောက်တယ်ကျွန်တော်ကလည်းလိုက်ပြီးစွာပဲညင်နေပါတယ်သူကဘာမှမမေးတော့ဘူးဒီချိန်မှာတော့ကျွန်တော်တယောက်တည်းခန်းထဲမှာရှိနေတော့နင်းစီပန်းတစီလူကြုံနဲ့ပိုးပေးတယ်ကျွန်တော်ပြင်ထွက်ပြီးပြန်လာတော့နင်းစီပန်းတွေမရှိတော့ဘူးသူရက်တွေတောက်စားပြူနေပြီနှိမ့်ဆွေတွေကလည်းလိုအပ်ပြီးထင်လို့ကျွန်တော်ကိုတီးပေးကြတယ်ဟယ်လင်ကိုရက်ပါးတွေမှာတွေ့တွေ့နေရတယ် သူတယောက်တည်းမဟုတ်ဘူးတဲ့ကျွန်တော်နေနဲ့နောက်ဆုံးမျောလင်းချက်ကိုပဲဖတ်တွေ့ထားရတော့မှာပဲအခြားမဟုတ်ဘူးအမေရိကန်ကောင်စစ်ဝင်ရုံကရလာမယ်ဖြစ်ပဲအခုဆိုရင်ကျွန်တော်ကို သူတို့ကအေဂန်ဆောင်ထဲမှာထိုင်စောင့်ကွင်းပြုထားပြီ ဒါမဲ့ရက်တွေသားတည်းရဲ့ BTS ကုံသွားတဲ့ချီနေကတော့ဘာမှထူးမလာပါဘူး။အိမ်နောက်တော့ကျွန်တော်ဖန်ခံရတဲ့ Playback CV တားလိုက်ချိန်မှာကျွန်တော်ဟာကောင်းစီဝင်ုံနဲ့ခြေလန်းအလန်း10လောက်ပဲခွာရတယ်။ကျွန်တော်ကသူတို့ကိုရှောင်သွားဖို့အားထုတ်တယ်။အဲဒီမှာတင်သူတို့ကကျွန်တော်အပေါ်တန်တရားဝင်တာပဲ။ရှုံးနေရောက်သွားလို့ကတော့လုံခြုံမှုရှိမှာပဲ။ Lexmin ကားဝါမှာပျောက်သွားတာမြင်လိုက်တော့သူ့နောက်အမိလိုက်ဖို့ကျွန်တော်အားထုတ်တယ်။ Play က6တပတ်ရှိကထိုးခံထားတယ်။အဲဒီလူကိုမလွတ်စေနဲ့လို့ ရဝိရစာနဲ့လူငယ်တယောက်ကလန်အော်တယ်။သူကြီးကတော့အတော်ကိုရည်ကြီးတုပ်ပြဖြစ်နေတယ်။မိအောင်ဖန်ထားတယ်။ကျွန်တော်တို့ရဲ့စာရစာရန်တွေကိုစစ်တဲ့အဖန်ခံထားရတာကအလုံး600။ပလိက ကျွန်တော်တို့ကိုရတသစုရဲ့လက်အပ်ပြီးထွက်သွားတယ်။ကျွန်တော်တို့ကိုလုံဖိတ်ထရက်ကတစည်းပေါ်တင်းပြီးမြို့စုံကအိမ်တလုံးစီခေါ်သွားတယ်။အိမ်ကတခြားအိမ်တွေနဲ့မနီးဘူးတတိတခြားဖြစ်နေတဲ့အိမ်ကြီး။ပပလည်း ဝင်းချန်ကလည်းခြေကြီးပဲကက်စတာပေါ်ရီမဟုတ်လားဟုကျွန်တော်ကမေးသည်ချဲဝေကကောင်းငိမ့်သည်ခုချိန်မှာတော့ပြန်ပြီးစဉ်းစားလိုက်တော့ယင်းကကျွန်တော်တို့ဖမ်းမခံရပဲလွတ်သွားနေတာဟာတိတ်ကိုထူဆန်းနေတယ်ကျော်ဟာကျွန်တော်တို့ကိုလိုက်ရှာနေတော့မေးအဲ့ဒီချက်ကိုကျွန်တော်ကောင်းကောင်းသိနေတာပဲကျွန်တော်ကိုဖမ်းထားဖို့ဩပြောခဲ့တဲ့လူငယ်ကကျွန်တော်စာရစာရနေကိုလည်းကြည်ပြီးရောကျော်ရဲ့နာမည်ကိုထုတ်ပြောလာတယ်ခံစိုးကျွန်တော်ကျွန်တော်လက်ထဲမှာနေနေရဲ့နိုင်ငံကူးနံပါတ်ကလည်းပါလာတယ်ကောင်းစေဝင်ယုံက ကောင်းလာရင်ပြမယ်ဆိုတဲ့စိတ်ကူးနဲ့ယူလာခဲ့မိတာနောက်ဆုံးကျတော့ကျွန်တော်တို့လိုချင်နေတဲ့ငါးကလေးကိုရတာပဲမဟုတ်လားလို့လူငယ်ကပြောတယ်။မျိုးသမီးလည်းမကြခင်ရောက်လာမှာပါတယ်။ဆရာမောင်တုံးသူရဲ့ less for မှာတ냐ပိုင်းဆက်ခုံကိုဖတ်ပြလို့ပြီးပါပြီရှင်။ဆုံးဖြတ်ငါးစင်ပြည့်ရဲ့အတွက်ဂျေဇုတမန်ရှင်